တော်တရှင်တွေအားလုံးတာလီကြပါ Development Media Group DMG ရဲ့2025ခုနှစ်မေလ9ရက်နေ့အတွက်သတင်းတန်ထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့စစ်ကောင်စီရဲ့ drone လက်နက်ကြီးကြောင့်ကြောက်ဖြူမှာကျေးရွာနေရာမိလောင်ပျက်စီးတဲ့သတင်းထင်းခုတ်တော်ရကနေမိုင်းနေမီလို့မြအုပ်ဒေသခံအုပ်ပြင်းထန်ဒဏ်ရာရတဲ့ကြောင် မင်းပြမှာမိကလင်းငယ်တူဦးကိုအဓမ္မပြုကျင့်တက်ဖြတ်တယ်လို့တန်တရားရှိသူကိုအေးအေးဖန်ဆီးစစ်ဆင်းနေတဲ့သတင်းပါဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီအစီအစဉ်ကိုကျမဖြူဖြူအင်းနဲ့အတူ ကောင်သူရပါဝင်မဆောင်းစာချီတို့ကပူးပေါင်းတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့စစ်ကောင်စီရဲ့ drone လက်နက်ကြီးကြောင့်ကြောက်ဖြူမှာကျေးရွာနေရမိလောင်ပျက်စီးတဲ့တဲ့တင်ကိုတင်ဆက်ပေးရှင်ပါတယ် စစ်ကောင်စီရဲ့ drone နဲ့လက်နက်ကြီးတွေပြစ်ခတ်မှုကြောင့်ကြောက်ပြူမျိုးနေကတပြူတောင်နဲ့အချုံကျဲရတွေကနေရွေမိလောင်ပျက်စီးသွားတယ်လို့ဒေသခံတွေစီကသိရပါဗျ။မနေ့ကညနေပိုင်းမှာတပြူတောင်ကျဲရကိုစစ်ကောင်စီက drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးအချုံကျဲရကိုလည်းလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်နေရွေအများအပြားမိလောင်ပျက်စီးသွားခဲ့တာပါ။စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် တပြူတောင်နဲ့အရှုံးကျဲရတွေကမိလောင်ပျက်စီးသွားခဲ့တဲ့နေအရေအတွက်ကိုသိရှိနိုင်ဖို့ DMG ကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။အဲ့ဒီကျဲရတွေဟာတိုက်ပွဲဖြစ်ပွားနေတဲ့ဒညောက်ဒီရေတက်အနီးကစီမိုစစ်တိုစတဲ့ကျဲရတွေနဲ့၃မိုင်လောက်သာကွာဝေးပြီးတော့ဒေသခံအများအပြားဟာပြီးခဲ့တဲ့မက်လကုံပိုင်းကစလို့ဘေးလွတ်ရာနေရာတွေကိုတိရှောင်နေကြရတာလည်းဖြစ်ပါတယ်။ ကျောက်ပြူမြို့နယ်အတွင်းစစ်ကောင်စီနဲ့အာရခတပ်တော်တို့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကတိုက်ပွဲဖြစ်ပွားတာမရှိတဲ့အရသာနေထိုင်ရာကျေးရွာတွေကိုပါပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်ထိခိုက်ဒေဆုံးမှုမြင့်တက်လာနေပါတယ်ပြီးခဲ့တဲ့မေလ9ရက်နေ့ကတိုက်ပွဲ area မဟုတ်တဲ့ဇင်ရှောင်းနဲ့မင်းတက်ရှင်ကျွေးရတွေကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီး9ဦးသေဆုံးပြီးအမျိုးသား3ဦးဒဏ်ရာရရှိခဲ့ပါတယ်။ DMG ကရရှိထားတဲ့စည်ရင်းတွေအရဖေဖော်ဝါရီ20ရက်နေ့ကနေဧပြီလ15ရက်အထိကြောက်ဖြူမြို့နယ်က ်ဦးကင်းကြက်တင်ရှောက်ရှောင်းကတ်တပြေကြံဆိုင် ထောင်ရှောင်းပြင်ရှင်နဲ့ကလဘာစတဲ့ကျွော်တွေမှာစစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်နေအိမ်920လေးအိမ်ထဲမှနေပျက်စီးခဲ့ရပါတယ်ဆက်လက်ပြီးတော့ထန်းခေါက်ပွားရာကနေမိုင်းနမိန်လို့မြောက်ဒသက်ခန်အုပ်ဒံရအပြန်ထန်ရတဲ့တံတန်းကိုတက်ဆက်ပေးချင်ပါတယ်။ ရခိုင်ပြည်မြောက်ဦးမြို့နယ်ထိုင်ဝါပြန်ကြေးရွာကဒေသခံတဦးဟာဒီကနေ့မေလ9ရက်နေ့မနက်9နာရီလောက်မှာထန်းခုတ်ဖို့သွားရှင်မြေမောင်မဲနှမ်းမင်းပြီးတော့ဒဏ်ရာအပြန်ထန်ရရှိသွားတယ်လို့သိရပါဗျ။ဒဏ်ရာရရှိသွားသူတွေမှာအသက်60နှစ်အရွယ်မရွှေရီတန်နဲ့အသက်60နှစ်အရွယ်မောင်ခန့်ကျော်ထဲတော့ဖြစ်ကြပြီးထိုင်ဝါပြန်ကြေးရွာအနေနဲ့လက်ငွေတောင်သောထန်းခုတ်ဖို့သွားရှင်မှာစစ်ကြံမှိုင်းကိုနှမ်းမင်းလို့ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။ မိုင်းနမည်မှုကြောင့်မော်ခန့်ကြိုတဲ့ညာဘက်ဝမ်ဘိုက်ပေါက်ပြေးပြီးအုတ်ထွက်သွားတဲ့ဒဏ်ရာရှိသွားခဲ့သလိုမရွှေတမ်းမှာလည်းဘေဖက်ခြေထောက်ခြေမျက်စိထက်ကပြတ်ထွက်သွားတယ်လို့သိရပါတယ်။လက်ရှိမှာ မိုင်းနမည်သူတွေဟာအရေးပေါ်စေကူတမှုခံရနေရတယ်လို့သိရပါတယ်။မြောက်မြတ်နယ်ကအခက်တက်တော်ကမသိပိတ်ခန့်အရှင်ကလေးကလမ်းမွေတောင်မှာအရင်ကလေးကစစ်ကောင်စီကနှိုက်လှချကြတဆွေးနေတိုင်ခဲ့တယ်လို့ဒေသခံတွေကပြောကြပါတယ်။မနေ့ကအပြည်လာ6ရက်နေ့ကလည်းတောင်ကောမြောက်ကဒေသခံညွန်သားတအူးကအမန်ကစစ်စင်ရဲ့ကွက်ကွမှုဌာနချုပ် စကခငါအနေကလေထဲကိုအလုံးလုံးပို့သွားရှိမှာမိုက်နှမင်ပြီးတော့ခြေတစ်ဖက်ပြတ်ထားသပြီးဒဏ်ရာပြန်ထန်ရရှိခဲ့ပါတယ်။ထင်းချုပ်ဒေသတွေမှာအေကမြေမြောင်းမှိုင်းစိတ်ကြံလနဲ့အန်ဒီနဲ့ပတ်သက်လို့အသိပညာပေးတာတွေတိုင်းမြင့်နေရာတွေမှာသတ်မှတ်တာတွေနဲ့မိုင်းရှင်းလင်းတွေကိုအရှင်မြတ်လောက်ဆောင်နေပေမဲ့မိုင်းကြောင့်အရသာထိခိုက်တည်ဆုံးမှုဟာလည်းညတ်တက်နေဆဲဖြစ်ပါတယ်။မင်းပြမျိုးနယ်မှာမင်းကလင်းငယ်တယောက်ကိုအဓမ္မပြုချင်းတက်ဖြတ်တယ်လို့တန်ပြရှိသူကိုအေအေဖန်းစီစစ်ဆဲနေတဲ့တင်းငုံတင်ဆက်ပေးမှာပါ ရခိုင်ပြည်မင်းပြမျိုးနယ်ဖားပြောချင်းရွာမှာအသက်၉နှစ်အရွယ်မိန်းကလေးငယ်တယောက်ကိုအာရမပြူချင်းတပ်ဖြတ်မှုကျူးလွန်တယ်လို့တန်တရားရှိသူအမျိုးသားတယောက်ကိုအာရခတက်တော်အေအေကဖမ်းဆီးစစ်ဆေးနေတယ်လို့သတင်းရရှိပါတယ်။တန်တရားရှိသူဟာဖားပြောချင်းရွာမှာနေထိုင်တဲ့အသက်30ကျော်အရွယ်မောင်များတန်းဖြစ်ပြီးတော့အဲ့ဒီအမျိုးသားကိုမနေ့ကမေလ6ရက်နေ့မှာအေအေကဖမ်းဆီးသွားတယ်လို့မိသားစုနဲ့နှိစပ်သူတွေကပြောပါတယ်။ အဲ့ဒီမိန်းကလေးငယ်ကိုမနေ့ကမေလ6ရက်နေ့မှာရွာပြင်တနေရာမှာအာဓမပြူချင်းတက်ဖြတ်ခံရပြီးနောက်ကျူးလွန်သူက လေပင်ကိုကြိုးကွင်းဆော်ပြီးတော့အလောင်းကိုသစ်ပင်မှာတွေးလောင်းချထားခဲ့တာဖြစ်တယ်လို့သိရပါတယ်။အာဓမပြူချင်းခံရတဲ့မိန်းကလေးရဲ့မျက်နှာနဲ့ဥကောင်းတို့မှာရိုင်းနှက်ခံထားရတဲ့ဒဏ်ရာတွေတွေ့ရှိရတယ်လို့လည်းရွာသားတွေကဆိုပါတယ်။ လက်ရှိမှာမင်းကလေးငယ်ကအဓမ္မပြုခြင်းတက်ဖြတ်သွားတဲ့ကျူးလွန်သူကို ULAA အနေနဲ့ထိထိရရအောင်အရေးယူဆောင်ရွက်ပေးဖို့ပြည်သူတွေကလိုလားနေကြပါတယ်။ဒါအပြင်အာရမပြုခြင်းမဖြစ်စဉ်တွေမဖြစ်စေဖို့လိန်ပိုင်းဆိုင်ရာအသိပညာပေးမှုတွေနဲ့ဥပဒေအရတင်ကြပ်လုံဆောင်ဖို့လိုအပ်တယ်လို့မင်းပြမျိုးခန့်အမျိုးသမီးတယောက်ကဆိုပါတယ်။ အမျိုးသမီးတွေကိုကိုထိလက်ရောက်စော်ကားတာအဓမ္မပြုကျင့်မှုတွေကိုကံကွယ်ရှုတ်ချပြီးတော့ကျူးလွန်သူတွေကိုသက်ဆိုင်ရာအာဏာပိုင်တွေကထိထိရောက်ရောက်အရေးယူဆောင်ရွက်ပေးဖို့ဒေသခံတွေကတောင်းဆိုနေကြပါတယ်လက်ရှိရခိုင်ပြည်မှာစစ်တွေចောင်းဖြူမန်အောင်မျိုးတို့ကလွှဲပြီးကြံမျိုးနေတွေကို ULAA ကထိန်းချုပ်ထားပြီးတော့အုပ်ချုပ်ရေးနဲ့တရားစီရင်ရန်တရားတွေကိုလည်းလေပတ်လို့ရှိနေပါတယ်။ဒရင်တွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။ ။မွ슬င်ကျေးရွာတွေကိုအကာအကွယ်ယူပြီးအာဆာကတိုက်ခိုက်မှုတွေလုပ်လာတဲ့တဲ့တင်ကိုလည်းတင်ဆက်ပေးရှင်ပါတယ်။မွ슬င်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့အာဆာအဖွဲ့ဟာမောင်တော်မျိုးနေကမွ슬င်ကျေးရွာတွေကိုအကာအကွယ်ယူပြီးအရခတပ်တော်တပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်မှုတွေဒေသခံတွေကိုဖမ်းဆီးမှုတွေပြုလုပ်နေတယ်လို့ဒေသခံတဲ့တင်ရင်းမြစ်တွေစီကသိရပါတယ်။ မေလတရနေ့ကမောင်တို့မြို့နယ်ဥရှိကျကျွရွာမှာအာစာတပ်ဖွဲ့ဝင်တွေရောက်နေတယ်လို့သတင်းရတာကြောင့်အရခတပ်တော်ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတွားရောက်စစ်ဆေးစဉ်မှာအာစာအဖွဲ့ကကျွရွာအတွင်းကနေပြုခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။အာစာအဖွဲ့ဟာလက်ရှိမှာ မောင်တို့မြောက်ပိုင်းကဥရှိကျ၊သူဦးလာ၊မြို့တော်၊ရီတွင်ကျွန်း၊လက်ရ ကြောက်ရှုံစားတဲ့ကြွေရတွေကိုအရှိပြုလှုပ်ရှားနေပြီးအနီအနားကဒေသခံခရီးသွားတွေနဲ့အာရခတက်တော်ရဲ့တပ်ဖွဲ့ဝင်တွေကိုမကြာခဏချုံခိုတိုက်ခိုက်မှုတွေပြုလုပ်လဲရှိပါတယ်မေလ၄ရက်နေ့ညနေပိုင်းကလည်းမောင်တို့မြို့နယ်ကြောက်ရှောင်းမွတ်စလင်ကျွော်ကကျေးရသား၃ယောက်ကိုအာဆာတပ်ဖွဲ့ဝင်တွေကဖမ်းဆီးသွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်ပိုင်းအရခတပ်တော်နဲ့ကျေးရသားတွေကလိုက်လံရှာဖွေကြရမှာလက်ရကျေးရနဲ့ကြောက်ရှောင်းကျေးရကြမှာ မေလ9ရက်နေ့နေ့လယ်2နာရီကျော်မှာကြေးရွာသား2ဦးနဲ့အတူအာစာအဖွဲ့ဝင်2ဦးကိုခြောက်ဝဲတိရှိခဲ့တယ်လို့သိရပါတယ်အစားအဝတ်တံဖန်စီခံခဲ့ရသူ၃ဦးဟာကြောက်ရှောင်းကြေးရွာကအသက်၄၂နှစ်အရွယ်မာမက်အာယုအသက်၂၆နှစ်အရွယ်အီလီယက်စ်နဲ့အသက်၄၈နှစ်အရွယ်ဂေါဖူအာလန်တို့ဖြစ်ကြပါဗျ အာဆာတပ်ဖွဲ့ဝင်တွေဟာဘင်္ဂလားဒေ့ရှ်နေဆက်ကနေရခိုင်ပြည်ထဲသို့ဝင်ရောက်လှုပ်ရှားပြီးနေဆက်ဒေသလုံခြုံရေးကို NDA ပြုနေတာကြောင့်မောင်တို့ဒေသလုံခြုံရေးအတွက်ထူးဆိုးရင်စရာဖြစ်နေတယ်လို့ဒေသခံတွေကဆိုကြပါတယ်။မောင်တို့မျိုးနွယ်မြောက်ပိုင်းမှာအာဆာအဖွဲ့ကလှုပ်ရှားမှုတွေကြောင့်အရခတ်တက်တော်နဲ့မကြာခဏဆိုသလိုထိတဲ့တိုက်ပွဲဖြစ်ပွားမှုတွေရှိနေပြီးအရခတ်တက်တော်ဘက်ကလည်းနေမြေရှင်းလင်းမှုတွေပြုလုပ်နေတာတွေရှိပါတယ်။နောက်ဆုံးတစ်ပုတ်အနေနဲ့နိုင်ငံတကာသတင်းတစ်ပုတ်ကိုလည်းတင်ဆက်ပေးရှင်ပါတယ်။ အိန္ဒိယကပါကစ္စတန်ကိုတွန်းကျင်နဲ့တိုက်ခိုက်ပါကစ္စတန်ကလည်းနေချင်တဲ့ပြန်ပိတ်တဲ့တံတန်းကိုတန်ဆက်ပေးမှာဖြစ်ပါတယ်အပြည်လာအတွင်းကခရီးသား25ဦးသေဆုံးခဲ့ရပြီးအကြမ်းဖက်မှုကိုလက်တွန့်ပြန်တဲ့အနေနဲ့အိန္ဒိယဟာဒီကနေ့အစိုးပိုင်းကပါကစ္စတန်ပိုင်နက်ထဲကိုတွန်းကျင်တဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့နိုင်ငံတကာသတင်းတွေရဖော်ပြချက်တွေအရသိရပါတယ်။ပါကစ္စတန်နိုင်ငံအတွင်းကနေရ9နေရကိုတိုက်ခိုက်ခဲ့ပြီးအဲ့ဒီနေရာတွေဟာအကြမ်းဖက်သမားတွေရဲ့စခန်းတွေဖြစ်တယ်လို့အိန္ဒိယကထုတ်ပြန်ထားပါတယ်။ ပါကစ္စတန်နိုင်ငံအတွင်းကအိရိယာသွန်ခုပိမတ်တာခံခဲ့ရပြီးနိုင်ငံရေးလူ့ရေးထုံတဲ့ဆုံးဒေသဖြစ်တဲ့ပန်ဂျက်ပြည်နယ်ပါကစ္စတန်ဘက်ခြမ်းကကက်ရှမီးယားဒေသနဲ့ဘာဟာပါဝါဒေသကနေရာတစ်ခုဖြစ်တယ်လို့ပါကစ္စတန်စစ်တပ်ဘက်ကထုတ်ပြန်ထားပါတယ်ပါကစ္စတန်အနေနဲ့တန်တော်တဲ့အရှင်တစ်ခုမှလက်တွဲပြန်သွားမယ်လို့ပါကစ္စတန်စစ်တပ်ဒုခွင့်ရပုံမွန်ကြီးအာမက်ရှာရိတ်ရှန်ဒရီကပြောဆိုထားပြီးတော့အိန္ဒိယရဲ့တိုက်ခိုက်မှုဟာစစ်ဆုပ်ရန်ရှာဖွဲကောင်းတဲ့ရန်စမှုဖြစ်တယ်လို့သူကဆိုထားပါတယ် ိန္ဒိယနိုင်ငံမြောက်ပိုင်းကပါကစ္စတန်နဲ့ထိစပ်နေတဲ့ကက်ရှမီးယားဒေသမှာဒီကရက်22ရက်နေ့ကအကြမ်းဖက်သမားတွေပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ခရီးသား26ဦးအထိသေဆုံးခဲ့ရတာပါအိန္ဒိယကဒီပြရဲ့နောက်ကွယ်မှာပါကစ္စတန်ရှိနေတယ်လို့တောက်လျှောက်ဆွဆင်းနေကြတဲ့နောက်အခုလိုတိုက်ခိုက်မှုစတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒီကနေ့သတင်းတန်ထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါတယ်ဒီခံပြေအတွက်ကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ရှင်နေဆိုရင်တော့အပေါင်း66 839 63 633 63ကို လုံခြုံဆိုက်ရှာစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီစီစဉ်ကိုတလင်းလာနေကနေစနေနေ့အထိနေ့စဉ်ည7:00နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နားတော်တာဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။